ဆေဟော်ရင်ခွေးမြော်မဖြစ်ရလင်အောင် United နဲ့ OCM သတင်းတွေကိုမမြန်လေးအဆုံးသတ်ပေးလိုက်တဲ့ Romano ပြည်သူများလုံးပဲမိလာများ Red TV information ကနေပြန်လည်ကြိုးလိုက်ပါတယ် Romano ကောင်းမွန်အကြောင်းပြုပြီးတော့ United ပြည်သူတွေကတော့တင်ကလေးအုပ်လို့လဲပင်ရှင်မဲ့အရေးကဝေါဝေါချွေးဝေဝေးရှောင်းနိုင်ခဲ့ပြီဖြစ်ပါတယ်မဟုတ်ရင်ဒီနေ့လာမလားမနေ့ပိုင်းလာမလားဆိုတော့ကစားမတယောက်ကိုမျောလင့်နေရတာကလည်းရှင်လင်းနဲ့ငဲကြနေတယ်လို့ပါပဲကွန်ညာကိုအတီပါတော့ကြံနေခဲ့ပေမဲ့ကွန်ညာကရန်ရှာနေလို့အပြောင်းအရှင်းအဆင်ပြေသေးတယ်လို့ OCM နဲ့လည်းသတင်းတွေခက်ဆစ်စိတ်ထပ်ပေါ်နေပါတယ် ဒီရတိုင်းပဲထဲကြီးပြတ်တို့ခင်ဗျာဟိုလိုနဲ့သတင်းထွက်ဒီလိုနဲ့သတင်းထွက်တယ်ဆိုပေမဲ့တေတကြီးကြော်နေပေမဲ့နောက်ဆုံးမှာတော့လှေထိုးသားတဲ့ညာလိုင်းရလို့ပေါင်းလဲအခါပေါင်းမနေတော့ပါဘူးဒီရတဲ့ရပိုင်းကလည်းအိုစီမန်နဲ့နှုတ်အားဖြင့်သွားတူသွားပြီးတော့သတင်းတွေထွက်ခဲ့ပေမဲ့တကယ်တမ်းမှာတော့သဘောတူတာကဒီနေ့ဟာအတင်းဝင်နေဖြစ်ပြီးမနက်ဖြန်အတင်းလာနေဖြစ်တယ်ဆိုတဲ့ဟာကိုသဘောတူသွားခဲ့တာပါလက်ရှိမှာလည်းပရီးမီးယားလိပြိုင်ဝဲကြီးပြီးဆုံးဝငါးဘွဲသားလိုတော့တဲ့အခြေအနေပဲဖြစ်ပါတယ်ဒါကြောင့်လည်းနောက်ရသည့်အတွက်ကိုသက်ဆိုင်ရာကလပ်အသင်းအနေနဲ့ပရိသတ်တွေကရင်ခုန်နေကြပြီဖြစ်ပါတယ်ပရီးမီးယားလိပြိုင်ဝဲပြီးဆုံးတဲ့ခါနေရသည့်ဈေးကွက်အခြေဖွင့်နေမှာဖြစ်ပြီးတော့ဒီရသည်မှာအခြေအနေမကောင်းလို့မမဆောင်းလို့ဝင်းဝဲလို့ထွက်မလို့ ုဖြစ်ရတဲ့အသင်းတွေကတော့နောက်ရသည့်အတွက်နေဈေးကွက်မှာကစားမအသစ်တွေခေါ်ယူနိုင်မှာဖြစ်ပါရင်နောက်ရသည့်အတွက်ကစားမအသစ်ခေါ်မယ့်အထက်မှာ United ကထိန်းဆုံးကနေဟန်ပြင်းနေတယ်လို့အခုကတည်းကဟော်လုကိုခေါ်မယ်ဒီလူကိုခေါ်မယ်တကယ်ကြလုံးနေပါရင်ဒါပေမဲ့တင်းနေမဟုတ်တဲ့မင်းစားလေးဟာတည်းရဲ့အတိုင်းဘသူကိုပဲခေါ်ခေါ်တာဝဲကတော့အောက်ကအပြော်မယ်လေးတွေလို့တက်ပြက်နေပြီးတော့ထပ်ပြီးတော့လည်းလိန်ဖယ်လိမ်မယ်နဲ့စိန်အိုးစီဖြစ်နေအောင်ပါပါလက်ရှိချိန်ကာလဟာမြန်မာလူမျိုးတွေအထွတ်ထိပ်ထားတဲ့အတာကိုတဲ့နှစ်ကိုအေဘယ်လာဖြစ်ပေမဲ့ဈေးကွက်ကတော့ဇွန်လရောက်မှသာဖွင့်လှစ်မှာဖြစ်ပါရင် ယူနိုက်တက်တဲ့အတိုင်းစစ်ပိုင်းမှာအသားဖြူတဲ့အလကားလိုဝိုင်လန်နဲ့မကြီးတုံးကြီးဇန်ဒီတို့ကြောင်ပြောင်းနေတာကိုခလီကားအစခွဲဆောင်တရက်ကွက်တော့အကုန်သိနေတာပါ။ဟိုစီမန်ကတော့ယူနိုက်တက်နဲ့ဈေးကွက်တစ်ခုရောက်အတိုင်းဝန်ဖြစ်ပါနေတဲ့ကစားမပဲဖြစ်ပါတယ်။လာမယ့်နေရာဒီအတွက်ယူနိုက်တက်အသင်းချိန်ဆက်နေကစားမဆင်ပါလေ။အိုစီမန်ပါနေပြန်ပါတယ်။ဒါပေမဲ့လည်းအိုစီမန်အနေနဲ့အိုထရက်ဖို့ကိုပြောင်းရွှေ့မှာမဟုတ်တဲ့အကြောင်းပြောင်းရွှေ့ကုလူကြီးရိုမန်တို့ကဖော်ပြသွားခဲ့ပါပြီ။အကြောင်းကတော့အိုစီမန်ဟာတနေ့လောအားကယူဆန်နတန်းတောင်းနေပြီးဘဲအင်္ဂလန်ကလပ်ကမှအိုစီမန်အတွက်တနေ့လောအားကယူဆန်နတန်းပေးမှာမဟုတ်ဘူးလို့ဖော်ပြသွားခဲ့ပါတယ်။အိုစီမန်ကနာပိုလီအသင်းမှာလိုမျိုးတနေ့လောအားကကို ူဆက်နေတဲ့တန်းကကော်မရှင်လိုချင်နေပါဘာသူရဲ့စာချုပ်ဖြတ်သိမ်းရေးကလည်းယူ85တန်းအရှိနေပါရင်အင်္ဂလန်ကလပ်တွေကတော့သူ့အတွက်တင်တာလိုအားကယူဆက်နေတဲ့မပေးချင်ကြပါဘူးဆိုပြီးရိုမန်တို့က YouTube channel ကနေပြောသွားပါရင် ယောဗာနေ့တွင်ပြိုင်ပွဲကတွင်ကိုချကောပါဝင်ကရာဆေးနဲ့တွင်ကိုပေါင်း30တွင်ယူထားတဲ့အိုစီမန်ဟာမော်ရီညိုရဲ့ဖီနာပါချီအသင်းကိုတူရကီလိမှာနောက်ောက်ချထားနိုင်ခဲ့ပါတယ်။နောက်လေအသင်းကတော့အိုစီမန်ရဲ့စာချုပ်ဖျက်သိမ်းခြင်း UU 95သက်မှာလဖိဘိုးနဲ့တက်စီဘိုးလောက်တော့ရှော့ပေးနိုင်ပေမဲ့သူရဲ့လာစာကသူ့ကိုခေါ်ယူခြင်းနဲ့အသင်းတွေအတွက်အခက်အခဲဖြစ်စေနေပါတယ်။ပြီးခဲ့တဲ့နေရာဒီတုန်းကအိုစီမန်ဟာချဲစီအသင်းစီရောက်ဖို့တော်လေးနေစားခဲ့ပါတယ်။ဒါပေမဲ့နှောင်းမှန်တဲ့ချင်းတော့ဘာရီဘလိုဖြစ်သွားမှန်းမသိပဲအိုစီမန်ဟာကရာဆေးအသင်းကိုရောက်ရှိသွားခဲ့ပါတယ်။ ချတိုင်းတဲ့အသင်းကတော့နိုင်ဂျီးရီးယားတိုက်စစ်မှုနဲ့အဆင်မပြေရင်တော့မှတခြားသောရွေးချယ်ကြအဖြစ်ဘုတ်တိုက်စစ်မှုမှာတရက်ကွန်ရနဲ့အင်းစစ်တိုက်စစ်မှုလီယန်ဒီလက်တို့ရှိနေပါသေးတယ်။ဟုတ်ကဲ့ပါခင်ဗျာဗီဒီယိုလေးကတော့လောက်ပါပဲ။နောက်နေ့မှလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းချောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြအောင်လို့ပြောရင်းနဲ့ညီကောင်းချိုလိုက်ရပါတယ်ခင်ဗျာ။